မင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုမိတ်ဆက်ပေးခြင်းနဲ့စောင့်ကက်လေးရတော့ပြင်သစ် electronic company arturia ထုတ်တဲ့ mini fuse 1 usb c audio interface လေးဖြစ်ပါတယ် mini fuse 1က budget အတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်1 in 2 out ပါဈေးနှုန်းက5သိန်းဝန်းကျင်ပဲရှိပါတယ်ဈေးသက်သာတဲ့ quality ကောင်းတဲ့အသံဖန်း software အားလုံးနဲ့အသုံးပြုနိုင်တဲ့ pro 2 base nuendo app address ဆိုလဲ logic ပါညာအကုန်ရပါတယ် f ဒီကောင်လေးကိုကျွန်တော်တစ်ချက်ပေါက်ပြမယ်ဒီကောင်ကအဖြူလာတယ်အနက်လာတယ်ဖြူရောင်ရှိမယ်အနက်ရောင်ရှိမယ်ဒီကောင်လေးကိုကျွန်တော်တစ်ချက် unboxing လုပ်ပြပါမယ်သူ့မှာ လက်ဆောင်အနေနဲ့ software 6မျိုးပါပါတယ်အရင်ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့တဲ့ဟာတွေပါပဲပြီးရော website မှာလည်းဝင်ကြည့်လို့ရပါတယ်ချိတ်ဆက်မှုအနေနဲ့တော့ USB C Type C2 USB တစ်ချောင်းပါပါမယ် ကိုမှဖုန်းအားသွင်းတဲ့ type c to type c ကျိုး quality ကောင်းတာရှိရင်လည်း type c to type c နဲ့ကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေနဲ့ချိတ်ဆက်လို့ရပါတယ် Samsung tablet နဲ့ချိတ်တာလည်းအဆင်ပြေပါတယ် iPhone iPad အကုန်ရပါတယ်သူကတော့1 2 out ဖြစ်တဲ့အတွက် Acer Jet Combo တစ်ပေါက်ပဲပါပါတယ် mic တွေပါဒီအတန်ဖမ်းမယ်ဆိုရင်တော့ဒီလို Acer Acer 2 Acer ကျိုးနဲ့ သုံးပြုပြီးချိတ်ဆက်ရမှာဖြစ်ပါတယ်ဂီတာတီးမယ်ဆိုဘာညာဆိုရင်တော့ဂျက်တူဂျက်နဲ့ချိတ်လို့ရပါတယ်ကွန်ဘိုပေါက်ပါတဲ့အတွက်အလဲမှာဆိုရင်ဂျက်ထိုးလို့ရမယ် XLR ဆိုရင်တော့ဒီအဝိုင်းတိုင်းထိုးရုံပါပဲကွန်ဒန်ဆာမိုက်အတွက်တော့48ဖို့ပါမယ်ကျွန်တော်ဂီတာ DI အတွက်ဂီတာခလုတ်လေးပါမယ်ကျွန်တော်ဂီတာအတွက် DI function သုံးဖို့အတွက်ပါမယ်ဒါတိုးကျယ်ပါ input gain တိုးကျယ်ပါ အနေများပေါ့နော် input gain အနေများဒါကတော့ speaker အတိုးကျဲဒီလို solo တွေထဲမှာအခုကောင်းတာက သူကကြား solo စောင်းကတ်တယ်လို့မဟုတ်ပဲနှစ်ချက်အတွက်တီးကြားအပေါက်နဲ့တီးသန့် volume control ပါပါတယ်နှစ်ချက်အတိုးကျဲနော် direct monitor လည်းပါပါတယ်ဒါရှေ့ပိုင်းမှာကျွန်တော် gain အနေများကိုလည်းဒီမှာမီးလေးတွေနဲ့ပြပေးမှာဖြစ်ပါတယ် ဒါရှိချမ်းပေါ့နောက်ချမ်းအနေနဲ့ကတော့ speaker ချိတ်ဆက်ဖို့အတွက် TRS သို့မဟုတ် mono jack နှစ်ခုထုတ်ကြိုက်တာထိုးလို့ရပါတယ် TRS ကတော့အတန် quality ပိုကောင်းတာပေါ့ jack နှစ်ပေါက်ပါမယ်ဒီ USB ပေါက်မှာတော့ကျွန်တော်တို့ external hard disk တွေအဓိကကတော့ကျွန်တော်တို့ midi controller USB တွေဒီမှာချိတ်ပြီးတော့တီးလို့ရပါတယ်။ကွန်ပျူတာမှာသတ်ထိုးနေကြမလို့ဒီမှာနေမဲ့ထိုးပြီးတော့ drive down သုံးလို့ရတယ်။ဒါကတော့ type C ပါ။ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့တဲ့သူ့မှာပါတဲ့ type C cable လေးထည့်ဦးမယ်။ကျွန်တော်အပြင်က type C quality ကောင်းတာရှိရင်လည်းသုံးလို့ရပါတယ်။ဒါကတော့ကိုဆောင်ကောက်သူများမခိုးအောင် lock ချတဲ့ဟာပါ။ဒါကတော့ lock ကြိုးတက်တက်ဝယ်ပြီးတော့ lock ခတ်လို့ရပါတယ်။ဒီကောင်လေးကဈေးတက်တက်တက်တာ quality ကောင်းကောင်းနဲ့ budget သမားတွေအတွက်အဓိကရည်ရွယ်ထုတ်ထားတာပါ။တေးရည်သမားတွေ home studio အသေးတွေအဓိကအစိုးတလိုင်းမဲ့အဓိကဖန်တဲ့ home studio အသေးတွေအရန်သုံးတဲ့ပါတယ်အစိုးတလိုင်းနဲ့ဆိုပေမဲ့ဂီတာလည်းဖန်လို့ရပါတယ် keyboard လို left right ထွက်တဲ့ဒုတိယတွေဖန်မယ်ဆိုရင်တော့ mini fuse 2 2 2အောက်ကိုဝယ်သင့်ပါတယ်1 2အောက်ကတော့တကိုရီ3 home studio အသေးတွေဓာတ်တွေအတွက်အဓိကအဆင်ပြေပါတယ် quality လည်းစိတ်ချရတဲ့အာမခံကလည်းတစ်နှစ်ပါပါတယ်လိုအပ်ရင် 5သိန်းဝန်းကျင်နဲ့ကျွန်တော်စီမှာဆက်သွယ်ဝယ်ယူနိုင်ပါတယ်ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်